အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုကမှတော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးအားလုံးအတွက်26ရက်6လ2025ကနေ9ရက်9လ2025တွင်မှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုကဏ္ဍတစ်ခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေပေါ့လေအဲဒီတပတ်ကာလမှာဘလို့ကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုရင်အဲကောင်းတယ်ရစပြောကြပါစို့ပါနော်အဲထီပေါက်တတ်တဲ့ကိန်းလေးရှိတယ်ဝန္ဒနာပါတဲ့သူတွေဆိုလို့ရှိရင်ထီကန်ဆန်းလို့ရပါတယ်ဗျာနော် နှလုံးတွေပါတော့မထိုးပါနဲ့အကြေးပေါက်လာခဲ့ရင်တော့မှသူကကင်းကျစ်တယ်လို့ဖြစ်သွားတတ်တယ်လေအဲနှမျိုးဖို့ကောင်းတဲ့အတွက်ထီစုကြီးပဲကန်ဆန်းကြပါဗျာနော်အဲထီထိုးမဲ့ဆိုရင်သူကကိုယ့်ရဲ့အိမ်ကိုကိုဝင်ဆောင်မိခင်တွေညာညနေလာတဲခိုးလိုက်တာမျိုးတွေဆိုရင်ထီပေါက်တတ်တဲ့ကိန်းကြီးရှိတယ်နော်ဒါမှမဟုတ်ငကိုထရေကကိုယ့်ရဲ့အိမ်မှာကိုဝင်ဆောင်မိခင်တွေရှိတယ်ရုပ်ရည်မိထဖွားတယ်အဲ့ဒါမျိုးတွေဆိုရင်လည်းသူကအဲထီပေါက်တတ်တဲ့ကိန်းရှိတယ်ဗောဗျာအဲ့တော့ထီထိုးမဲ့ဆိုရင်ဘာကနားလေးတွေထိုးတင်လဲဆိုတော့ခွန်ဆ၄ဆုံးဆိုတဲ့ကနားလေးတွေထိုးပြအောင်ထိုးပါဗျာနော် ွန်ဆ၄စုံတချို့ကတော့တုံညဆ၄စုံအဲ့လိုလေးတွေထိုးမှဆိုလဲထိုးလို့ရပါတယ်ဗျာနော်ဟုတ်ပြီအဲအလောက်ကနေပတ်သက်ပြီးစပြောခြင်းလို့အဲဒီဘက်မှာပေါ့လေတနင်္ဂနွေသားသမီးကျွန်တော်မိတ်ဆွေတွေအလောက်ဖြစ်တော့လကောင်းအိမ်နေရာထိုင်ခင်းတော့လကောင်းပြောင်းအားရှူရတတ်တဲ့ဂိန်းလေးတွေရှိပါတယ်သူကဟိုပြောင်းခြင်းခြင်းမပြောင်းခြင်းခြင်းပြောင်းအောင်ပြောင်းအောင်မယ်ဆိုတဲ့အနေထားမျိုးလေးတွေကြုံမှာဆိုတော့လေအဲရွေးချယ်ခွင့်သိမ့်မရှိဘူးပေါ့လေနော်အဲ့တော့ပြောင်းရင်ကောင်းလားဆိုတော့အကောင်းဆုံးတော့မဟုတ်ဘူးအဲမပြောင်းမဖြစ်ပြောင်းမယ်အနေထားဖြစ်တဲ့ဆိုတော့လေပြောင်းအောင်တော့မှာပေါ့နော် တချို့ကတော့အိမ်နေရာထိုင်ခင်းတဲ့ပတ်သက်တဲ့စာချုပ်စာတမ်းတွေဆက်ပြီးတော့ချက်ဝတ်ဆိုးရတဲ့အနေအထားမျိုးလေးတွေအဲအဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့လှုပ်ချင်ခြင်းမလှုပ်ချင်ခြင်းဆက်ပြီးလုပ်ရမယ့်အနေအထားမျိုးဒါမျိုးတွေတွားကြုံရတယ်တေချာတာတစ်ခုတည်းမငြိမ်သက်ဘူးဆိုတာလေးသိစေချင်ပါလိမ့်မယ်နော်အာကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေဆိုရင်လေအဲဒီကာလမှာပညာရေးနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုလုပ်ငန်းတွေလုပ်ရင်အရင်အားကောင်းတယ်အဲအလုပ်မှာမှကိုပိုင်ကျောင်းနေပါလေထောင်မယ်ဆိုဒီကာလကထောင်ဖို့အကောင်းဆုံးပဲအဲသင်တန်းနေပါလေဖွင့်အရင်ကောင်းတယ်ဗျာနော်ဆိုတော့အောင်မြင်ကြော်ကြားရတဲ့ဆိုတဲ့အနေအထားလေးပါတယ်အထက်ပညာကိုအခြေပြုပြီးလုပ်တဲ့သူတွေဆိုရင်ဒီကာလမှာ အဘွက်ရုကုန်သူစုစုစိတ်တွေပါရရှိပိုင်ဆိုင်တတ်တယ်လက်ရှိအဆင့်နဲ့ဌာနကစင်မြင့်သွားမယ်ဆိုတဲ့အနေထားပေါ့လေဆိုတော့တော်တော်လေးအားကောင်းတယ်ဗျအဲရာထူးတွေပါရုပ်ရည်ထထိုးတယ်ဆိုတာသို့မဟုတ်လက်စားတွေပါရထထိုးတယ်ဆိုတဲ့အနေထားမျိုးတွေကစကြုံရတတ်တဲ့ဂိမ်းတွေမှာပါတယ်ဗျနော်အဲ့တော့ပညာရေးနဲ့ပတ်သက်ပြီးဆက်ဆက်ပြီးပြောနေတယ်တနေ့ခုနေသားသမီးတွေဒီတစ်ပတ်ကာလမှာပညာရေးကံဒီအမှန်တမ်းအကောင်းဆုံးပါတယ်ဗျနော်ကျောင်းတွေပါရလျှောက်ထားရင်ရရှိတယ်ဗျနော်နော်ဗီတာလေးလျှောက်တာတော့ password လောက်တာတော့ပြီးသက်လုံနိုင်သောအနေအထားလေးတွေရှိမယ်။ဆောင်းဝဲဖြစ်လို့ရှိရင်လည်းအောင်မယ်။ဒါအပြင်ဘဝအနာဂတ်အတွက်ပေါ့လေ သင်တန်းတွေပါတက်ရတယ်ဘာသာစကားသင်တန်းတို့ဘာလို့ဒါမျိုးတွေအစားတက်ရတယ်တချို့ကတော့ဂျမန်သင်တန်းတွေကိုရီးယားသင်တန်းတွေစသည်အဖြစ်ပေါ့လေဒါတွေအစားအဲတက်ရတတ်တယ်ဆိုတော့အနေထားတွေကြုံရတယ်သင်ပါဗျအဲနောက်ဆက်တွဲအနေထားပြေ तू ကစောင်းမွေးဖြစ်ကြရှိတဲ့အောင်နဲ့ဒီတက်လိုက်တဲ့သင်တန်းတွေကလည်းဘဝအတွက်ကောင်းစွာအထောက်အပံ့ပေးနိုင်တဲ့ပညာရသင်တန်းတွေဖြစ်တဲ့အတွက်တက်ဖြစ်အောင်တက်ပါလို့အကြံပေးပါစေနော်အဲကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်တဲ့သူတွေကမြေအယောင်းဝင်လို့ပွဲသားတွေပါလို့နော် ်ဘင်းတိုက်ခတ်နေပါတယ်အယောင်းဝယ်လို့ပေါ့လေအင်ချံမြေရောင်းဝယ်ရေးလုပ်တဲ့သူတွေအတွက်ဆိုရင်ဒီကလာကပို့ပြီးတော့အဆင်ပြေလာလိမ့်မယ်ဗျာနော်အာမြေတွေပါရောင်းမယ်ဆိုရင်ဈေးကောင်းလေးတွေရပြီးတော့ရောင်းထွက်သွားတတ်တဲ့အနေအထားလေးတွေကျုံသွားတတ်တယ်ကောင်းပါတယ်အဲသို့တော့တခုတော့ရှိတယ်ကားတွေပါတော့လုံးဝရောင်းဝယ်လို့လုပ်လို့မရပါဘူးအရှုံးပေါ်ပါလိမ့်မယ်နော်ဒီကလာမှာကားအဝင်လုံးဝမတော်ပါဘူးကားဝင်လို့ရှင်အဲ့ကားကမကောင်းတဲ့ကားတွေပေါ့လေဆိုတော့လက်ပူတိုက်ထားတဲ့ကားတွေကုစီရောက်မှမကြာခဏပြတ်တာမျိုးတွေ ဝယ်လိုက်လို့ဈေးကြီးပေးဝယ်လက်ထက်ကြမှာအိတ်ကရုတ်တရက်ဈေးထိုးကြသွားတာအဲအဲ့ဒါတည်းအစားသွားဖြစ်တတ်တဲ့ gain တွေမှာသွားပါတဲ့အတွက်လုံးဝဝယ်လို့မရပါဘူးဗျာနော်အဲ့ဒါလေးတော့မမေ့ပါနဲ့သူတို့တွေဆိုရင်ဈေးသက်သက်သာနဲ့လာထိုးထည့်ပြီးရောင်းလာမျိုးတွေပါတည်းအစားဖြစ်တတ်တဲ့လက်မခံပါနဲ့နော်နောက်တစ်ခုရှိတာကတိုက်ခန်းတွေပါတယ်ဝယ်တာဝယ်လို့ရတယ်နော်မြေတွေပါတယ်ဝယ်တယ်ဆိုလည်းဝယ်လို့ရတယ်အဝင်တော်တယ်ကိစ္စမရှိဘူးတိုးတော့အိမ်ပြင်တာတွေအိမ်ဆောက်တာတွေဟာအိမ်ဝယ်တာမျိုးတွေကဖြစ်နိုင်လောက်မှဒီကာလမှာတိတ်မတင့်တော်ဘူးလို့ပြောခြင်းတယ် တချို့ကအိမ်ပြင်အိမ်ဆောက်တာမျိုးတွေဖြစ်ကောင်းဖြစ်တတ်တယ်ဒါပေမဲ့အဲ့လိုဖြစ်လို့ရှိရင်လေမျောလင့်ထားသလိုမဟုတ်ဘဲနဲ့ဟိုတရာကုန်မဲ့နေရာနေရာ300ကုန်တာမျိုးတွေဖြစ်တယ်ပြီးရင်အဲ့ဒါကြီးကအပြည့်အဝပေါ့လေစောက်နေတာမျိုးလို့ရှိရင်လည်းမစောက်နိုင်ဘူးတို့တို့တောင်းနေဖြစ်ပြီးတော့မပြီးမစီပဲနဲ့ဖြစ်ပြီးတော့အအခက်မသိရင်ငွေကုန်ကြီးရတယ်များပြီးတော့ပြန်ရောင်းထုတ်ရတတ်တယ်ဆိုတော့အနေထားမျိုးတွေအစားကြုံရတတ်တော့အထူးသတိထားပါလို့ထပ်တော်လည်းအကြံပေးပြရစီနော် ငွေချင်းနဲ့ပတ်သက်လို့ရှိရင်တော့လေဒီတစ်ပတ်ကာလမှာတနင်္ဂနွေသားသမီးကျွန်တော်မိတ်ဆွေတွေငွေချင်းလွတ်လာပါအမရန်ကန်ကောင်းတဲ့အထက်မှာပါတယ်ငွေအစုလိုက်ပုံလားရထွက်တဲ့ဂိမ်းထဲမှာပါတယ်ဟိုပတ်စံနဲ့ပတ်သက်ပြီးဘာမှစိတ်မပူနဲ့လက်ပိတ်တဲ့ဂိမ်းထဲမှာလုံးဝမရှိဘူးအဲတခုပဲရှိတာရတဲ့ပတ်စံတော့မမြဲဘူးပေါ့လေအဲ့သဘောတော့ဖြစ်တတ်ပါတယ်နော်သို့တော့ငွေချင်းနဲ့ပတ်သက်ပြီးဒီတစ်ပတ်ကာလဒီကန်အကောင်းဆုံးထဲမှာပါတဲ့အတွက်ဝမ်းသာဖို့ကောင်းပါတယ်ဗျာနော်ကိုယ့်ရဲ့အဲမိဘတွေအားလုံးမိဘတွေဝါစာပြန်လဲထောက်မှန်ပေးနိုင်တဲ့အနေအထားလေးတွေရုပ်တရက်ကြုံလာပါလိမ့်မယ်ဗျာနော်အဲ့တော့ငွေချင်းကန်အမရန်ကန်ကောင်းတဲ့ရတဲ့ပတ်ကာလလို့ပဲပြောရမှာဗျာနော် တခုတော့ရှိတယ်ဒီကလာမှာပတ်စံဘလောက်ပဲရရအလက်ထဲမမြဲဘူးဖြစ်တတ်တဲ့အပြင်ငွေချင်းနဲ့ပတ်သက်ပြီးအချီငားလေးတွေလုံးဝမလုပ်ပါနဲ့နော်ချီလိုက်ငားလိုက်လို့ရှိရင်ပြန်တောင်းကားခတ်ပြီးတော့မိပြတ်စီပဲဖြစ်တာမျိုးတွေကြုံရတဲ့သူများကိစ္စတွေအာမခံလုံးဝမလိုက်ပါနဲ့အာမခံနိုင်ကိုပါစိုက်ရော်ရတော့တယ်စိုက်ရော်တဲ့အပြင်ကိုအာမခံပြီးတဲ့သူကပါကိုမကောင်းမြင်အထင်မြင်လွဲပြီးအပြောဆိုခံရတာမျိုးတွေကြီးအစားကြုံရတော့အထူးသတိထားပါလို့ထက်တယ်လဲအကြံပေးပြသေးပြနော်ကျမရင်းနဲ့ပတ်သက်လို့ရှိရင်တော့တနင်္ဂနွေသားသမီးကျွန်တော်မိတ်ဆွေတွေကျမရင်းမှာဒီကလာမှာ စီယောဂအဆုတ်ယောဂအစာရင်နဲ့ပတ်သက်တဲ့ယောဂမျိုးတွေဖြစ်တတ်တဲ့အတွက်အထူးသတိထားပါလေထိုးလေရောက်တာတားအောက်လိမ့်မယ်မကြာခဏဘိုက်တွေအောက်လာတဲ့သဘာဝရှိတဲ့အတွက်အထူးသတိထားပါအဲစီအဆုတ်အစာရင်နဲ့ပတ်သက်တဲ့ဖြစ်တဲ့အပြင်မျက်စိကိုပါသွားထိခိုက်တာမျိုးတွေဖြစ်တတ်တဲ့အတွက်အထူးသတိထားပါနော်ဖြစ်ရင်တော့အနာနဲ့ဆင်းနဲ့နည်းနည်းမတိုးတာလေးတွေကမောက်ကမလေးတွေဖြစ်တတ်တယ်အစာမားတာလေးဆေးမားတာလေးတွေဖြစ်တတ်တဲ့သဘာဝရှိတယ်အနာနဲ့ဆင်းနဲ့မတိုးတာလေးတွေဖြစ်တတ်တော့ဆေးတွေပါလေအလွယ်တကူမတောင့်နဲ့နော်နားလေတကြောင်နဲ့ဆရာဝန်တွေရဲ့ခွင့်ပြုချက်နဲ့မှတောက်ပါလို့အကြံပေးပြရစီနော် အခြေအိမ်တော်နဲ့ပတ်သက်ပြီးကြည့်တဲ့အခါတော့ပြောရမှာတော့အာနာပါတယ်ဂျန်တဲ့ဟာတွေကောင်းရင်ကောင်းမယ်အခြေအိမ်တော်ကြီးကတော့တနင်္ဂနွေသားသမီးတွေကမကောင်းဘူးပြဥပမာအိမ်တော်ဘက်တွေဆိုရင်ဒီကလာမှာမျက်နှာချင်းဆိုင်လိုက်တာနဲ့ရံပြိပခဖြစ်ပြီးချစ်လို့ပြောမရရင်တော့အမုန်းခံတယ်လို့ပဲပြောရမှာပေါ့လေကိုပြောလိုက်တဲ့စကားတစ်ခုကသူ့ရဲ့နားထဲမှာကိုလိုကလန်ကြီးကြပြီးတော့ဟိုအကောင်းမမြင်ဘဲနဲ့ရံရှာခံနေရတယ်လို့ဖြစ်တဲ့အခါမကြာခဏစကားပြိပခရံဖြစ်ကတတဲ့အခက်မသိရင်အိမ်တော်တွေဘာတွေကွဲတယ်နော်အိမ်ဘဝဆင်းဝါးတာတွေကွဲသွားတာမျိုးတွေဖြစ်ကိုဖြစ်တယ် အဲချစ်လို့ရှိတဲ့ main ကလေးတွေဆိုရင်လည်းပို့ဆိုးပါလေဒီကလာဒီအခြေအိမ်တော်ကြီးအစင်မပြမှုတွေကွဲပြတ်တာလေးတွေကြုံရတော့တော့ရှစ်တဝါခါနောက်ဆဝါခါနဲ့ဘာလို့ဘာဆုံးဖြတ်ချလို့ချအောင်မသိဘူးပေါ့လေလုံးဝကြီးပဲကွဲလိုက်ရမလားဆက်ပြီးတော့ပဲဆွဲထားမလားဆိုပြီးဝေခွဲရခက်တဲ့ပြဿနာမျိုးတွေအစကြုံရနိုင်အဲအဲ့တော့အထူးသတိထားမယ်ဆိုတော့ဒီကလာမှာချစ်သူတွေပါလေမထားရင်ပို့ပြီးတော့ကောင်းမယ်လို့အကြံပေးချင်တယ်ပေါ့လေနော် အထူးသဖြင့်အဲတနင်္ဂနွေသားသမီးဘုရကူသားသမီးအဲ့ဒါတွေကိုအကြောင်းပြုပြီးတော့စိတ်တော်ကလေးတွေပို့ပြီးပြင်းထန်ရောက်ဖို့ရှိတယ်နော် ိုယ့်ရဲ့ချစ်သူအိမ်တော်ဘက်ကအဲတနင်္ဂနွေဘုတ်တခုအဲနောက်တနင်္လာသားသမီးပါပါတယ်ဗျတော်တော်လေးဒုက္ခပေးတာပေါ့နော်ကိုယ်လာမယ်မကွယ်ဘူးရှစ်တူလို့ရမကောင်းနောက်ဆုတ်လို့လည်းမကောင်းတဲ့အနေအထားတွေဖြစ်လာလိမ့်မယ်အဲတနင်္ဂနွေဘုတ်တခုတနင်္လာလို့ခေါ်တာပေါ့အဲ့ဒါလေးတွေနည်းနည်းလေးတော့ကလေးပို့ပြင်းပြင်းထန်ထန်ပေးတော့သူတို့ပါရင်တော့အထူးသတိထားပါလို့ထပ်တော်လေးလည်းအကြံပေးခြင်းနဲ့တခုဆိုရင်ကြာသာပရိသတ်သမီးတွေစီမှာအကြံဉာဏ်အကူအညီတွေပါနော်ကြာသာပရိသတ်သမီးတွေကိုအကြောင်းပြုပြီးကောင်းကျိုးချမ်းသာလေးတွေရရှိပိုင်ဆိုင်လိမ့်မယ် ဇွန်လ26ရက်28ရက်29ရက်30ဇူလိုင်လ1ရက်2ရက်အဲ့ရက်တွေကတော့အမရန်ကန်ကောင်းတယ်ဗျလက်ညှိုးညွှန်းကရေဖြစ်တယ်ဆိုတော့ကိန်းခံမျိုးပါဗျာအလိုရှိရာလေးတွေပြည့်စုံမယ်ဘလောက်ပဲအခက်ခဲတွေကြုံကြုံပြိုင်ဆိုင်မှုတွေကိုအနိုင်ရမယ်ပုံမှန်လုပ်နေကြလုပ်ငန်းတွေကိုဘယ်လိုပြောမလဲအဲ့လုပ်ငန်းတွေအပြင်ပေါ့လေထပ်ပြီးတော့အလုပ်ငန်းကိုနေပါအခွင့်အလမ်းတွေပါပေါ်ပေါက်လာလိမ့်မယ်အိုးရင်နေရာထိုင်ခင်းတို့ကစကားပြောဆိုရတာလေးတွေဖြစ်တဲ့တဲ့ကြံ့ကြံနေတဲ့ငွေကြေးလေးတွေပြန်ပြီးလက်လာပါပွင့်လိမ့်မယ်နော်အတက်ပညာနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့တအားကြီးကောင်းတဲ့အဆင်ပြေတယ်ဆောင်ဝဲဖြစ်ရင်ဖြစ်မှအောင်မြင်တယ်ဗျာနော် ဲ့တော့ကိုယ့်ရဲ့ဩဇာအာဏာတွေကြီးထွားတဲ့ရက်ပိုင်းမှာပဲဗျာနော်အဲဇွန်လ28ရက်အဲ့တရက်ကတော့အညံ့လေးတွေရှိတယ်တစ်ချက်သတိထားအတွင်းညံ့လေးတွေရှိတယ်အဝေးရလာတဲ့ညံ့မဟုတ်ဘူးအခြေအိမ်တော်ကြီးတွေညံ့မှုခဖြစ်တာမိဘနဲ့တာသမီးသဟဇာရာမဖြစ်တာလေးတွေမရင်ဆိုရင်လေးတွေနဲ့သဘောထားကွဲလဲတာလေးတွေရာဆာသွားဖြစ်တဲ့အဲကျမ်းမာရေးညံ့ရဲ့စေုံစေကံပြရတာမျိုးလေးတွေဖြစ်တဲ့နော်အဲ့တော့သတိထားပေါ့ကျမ်းမာရေးညံ့လို့စေုံစေကံသွားလို့ရှိရင်ကြာသပရိသတ်သမီးဆရာဝန်နဲ့ပြပါလို့အကြံပေးပြရသေးနော်အဲ့တော့ဒီတော့ကာလမှာကန်ဒီယာရဲ့ထောက်မှတ်မှုလေးတွေအပြေအဝရအောင် အစက်ရောင်အနုအရင်မိုးပြရောင်ညညရောင်အမီရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးစွဲပေးပါဒါအပြင်မေမြုပ်ပန်းရောင်စုံပိန်ပန်းရောင်စုံပရိမနိုင်ပန်းရွက်လာပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်ဝတဲ့ဖျားမှာပေါ့လေဖျားပန်းကရပဲဖြစ်ဖြစ်နေအခါနေမှာအလပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးစွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေတလင်းကလေးသားသမီးတွေကျောင်းနဲ့အညံ့ခိုက်တွေกินပြီးကောင်းတဲ့ကန်လေးတွေပို့ကောင်းအောင်ရရရလေးတော့ချီရမှာပေါ့ဗျာနော်အဲ့တော့ရရရနေနဲ့ဘယ်လိုလုပ်ရမလဲဆိုတော့အဲ စနေတော့ကဖရားသူမဟုတ်ငကယုံဖရားပေါ့လေအဲ့ဒါရွေးချယ်ခုနရရမယ်ဆိုရင်ငကယုံဖရားပေါ့နော်မရဘူးဆိုလဲဇီရီတော်တူတူရဲ့စနေတော့ကဖရားမှာထီးနေတက်စစ်လေးလူတန်းပြအောင်လူတန်းပေးပါဒါဆိုတော့ကောင်းတဲ့ကံလေးတွေပိုကောင်းပြီးထီပေါက်တယ်လို့ပတ်စံအဆုလိုက်ပြန်လိုက်ဝင်မယ်အဲနိုင်ငံခြားနဲ့ပတ်သက်တဲ့ကံလေးတွေပါအများကြီးကောင်းတာကိုရှိပါတယ်ဗျာနော်အဲကြောင်ရတဲ့အညံ့လေးတွေပြပြောက်ချင်တယ်ဆိုရင်ညက်နေဆောင်လေးတစ်ခုမှာစီစင်းတဲ့ချောင်းတို့မြစ်တို့လိုရေရှင်မှာငါ26ကောင်လွတ်ဖြစ်အောင်လွတ်ပေးလိုက်ပါအဲဆိုတော့ခုမှကြုံရတဲ့အညံ့လေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေကအေကံမုတ်ချပိုးကြီးကောင်းသွားပါလိမ့်မယ် တနင်္ဂနွေသားသမီးအားလုံးစိတ်အချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်